်စွာဘုရားလက်ထက်ကဒီအကြောင်းအရာလေးကအလွန်ပြောစရာကောင်းတယ်။နောက်ရှင်အနန္ဒာရဲ့တငယ်ချင်းရောဇမန္လာမင်းသားဆိုတာရှိတယ်။အဲ့တော့မြတ်စွာဘုရားအဲ့ဒီမန္လာမင်းသားတို့ရဲ့တိုင်းပြည်ကိုရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားကဂုံအလွန်ကြီးတာကိုဂုံကြီးတဲ့အခါကျတော့သူတို့ကအဲ့ဒီတုန်းကနော်ဟိုလိုပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံပဲအဲ့ဒီနိုင်ငံကမြတ်စွာဘုရားကိုရဟန်းဂေါရမကြွလာတယ်တဲ့။အကုန်လုံးတိုင်ပင်ပြီးတော့စီဝေဆုံးဖြတ်ချက်ချတယ်။ဘာမှကြိုဘူးဆိုလို့ရှိရင် ်တန်ဝင်900ဟုတ်လားအဲ့ဒါအကုန်လုံးသဘောတူပြီးတော့သုံးပြချက်ချအဲ့ဒီရောဇမန္တမင်းသားလည်းမြတ်စွာဘုရားကိုထွက်ကြွရတာပေါ့နောက်တော့ရှင်အနန္ဒနဲ့တွေ့တဲ့အခါကျတော့ရှင်အနန္ဒကနော်ငေတငေချင်းဆိုတော့ဝန္တာအာယဩရောဇမင်းလာတယ်ကိုယတနာမြတ်သုံးပါးကိုမင်းကြည်ညိုတာကောင်းတယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ရောဇဘာပြောတော့ဆိုတော့ရှင်ဘုရားအနန္ဒာတဲ့တပည့်တော်ယတနာမြတ်သုံးပါးကိုကြည်ညိုလို့လာတွေ့တာမဟုတ်ဘူးတဲ့မလာရင်တန်ရိုက်ခံမှာဆိုလို့လာတာတဲ့ဟုတ်လား အဲ့လိုပြောတော့တော်တော်ကိုစိတ်မချမ်းမသာဖြစ်သွားတယ်ရှင်အနန္ဒာကအဲ့ဒါနဲ့သူလည်းပြန်သွားပြီလေဆိုတော့မြတ်စွာဘုရားကြီးကိုတန်းသွားတယ်ရှင်အနန္ဒာကမြတ်စွာဘုရားတဲ့တပည့်တော်ရဲ့တငယ်ချင်းရောဇာမာလာမင်းသားဟာအခြေခံဉာဏ်ပညာတွေရှိပါတယ်ဗျာဒါပေမဲ့အခုလောလောဆယ်တော့အဲ့လိုဖြစ်နေတယ်ဒါကြောင့်ရောဇာကိုသာသနာတော်ကိုကြည်ညိုတဲ့ပုံကိုတယောက်ဖြစ်အောင်မြတ်စွာဘုရားလှုပ်ပေးလို့ရမယ်ဆိုရင်လှုပ်ပေးပါလို့သွားပူဇာတယ်လို့ပဲဆိုကြပါစို့တငယ်ချင်းအတွက်အဲ့တော့မြတ်စွာဘုရားကဘာမင်းရှိတော့ဆိုတော့အနန္ဒာတဲ့ရောဇာကို သာသနာတော်ကိုကြီးညိုဖို့အတွက်လှုပ်ဖို့အတွက်ငါမှဘာအခက်အခဲမှမရှိပါဘူးတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားဘာလုပ်လဲဆိုတော့တလောကလုံးရဲ့ပုံမှာဖြန့်ကျက်ထားတဲ့မေတ္တာဓာတ်ကိုရုပ်သိမ်းပြီးတော့အဲ့ဒီရောဇမန္လာမင်းသားတူရေရဲ့အပေါ်မှာပဲမေတ္တာတွေကိုပုံပြီးတော့ပေးလိုက်တယ်တဲ့မေတ္တာပို့လိုက်တယ်အဲ့တော့ရောဇဘာဖြစ်သွားတော့ဆိုတော့နော်မအေးပြောက်တဲ့နွားငယ်လိုပဲတဲ့နော်တပူပူတပဲပဲអော်ပြီးတော့မအေးရှားနေတဲ့မအေးနွားမကြီးကိုလိုက်ရှားနေတဲ့နှကလေးလေးပေါက်စားလေးလိုပဲ အလွန်ကောင်းတဲ့ဥမာတော့ဒီဥမာကဒါကနွားတွေနဲ့နေဘူးတဲ့လုံမပို့ပြီးတော့တိမ်မယ်ဟုတ်လားတော်တော်ကိုသူကအိမ်တွေမြေကျူးတွေဘာတွေပြက်ချင်းပြက်ယုံကန်ထွက်သွားတာမအိမ်မရှိဘူးဆိုရင်ဟုတ်လားအဲ့လိုပဲရောစာကမအေးပြောက်တဲ့နွားလေးလိုပဲမြတ်စွာဘုရားကိုလိုက်ရှာရတဲ့အကြောင်းလေးပါတွေ့တဲ့မြတ်ရဟန်းတွေကိုမြတ်စွာဘုရားဘယ်မှာတော့ဘုရားမြတ်စွာဘုရားဘယ်မှာတော့ဘုရားအဲ့လိုမေးပြီးတော့ကိုရှာတာအဲ့လိုမြတ်စွာဘုရားနေတဲ့အကြောင်းကိုလည်းသိပြီးဆိုတော့အဲ့ဒါတကားလေးခေါက်လို့မြတ်စွာဘုရားကြီးရောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားဟောတဲ့တရားကိုနားပြီးတော့တောတာပန်ဖြစ်တယ် ဒါပါလေဆိုတော့မေတ္တာအားကြီးလို့ရှိရင်လူသားတွေရဲ့ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကိုရတယ်။ဒါမြတ်စွာဘုရားမှုဖြစ်တာပါလို့ဒီလိုပြောလို့မရဘူး။မြတ်စွာဘုရားအတုံးပြူတာလဲမေတ္တာပဲ။ကိုယ်လည်းအတုံးပြူမယ်ဆိုရင်အဲ့ဒီမေတ္တာကိုပဲဘာလို့မှအတုံးပြူမှာဟုတ်လားဘုရားလောက်နော်သီလသမာဓိပညာအားမကြီးလို့မေတ္တာတရားတွေဖလားဘုရားလောက်မကြီးကျယ်ဘူးလို့ဆိုတော့လည်းပဲကိုယ်လည်းပဲအတုံးပြူတဲ့မေတ္တာနော်အတုံးဟောအတုံးပြူနိုင်ရင်ပြူနိုင်တယ်လို့ နော်အစွမ်းကြီးတတိမရှိနိုင်ဘူးလားရှိနိုင်မှာလေမေတ္တာတရားကတော့ဖက်လိုက်တယ်လို့ရှိမှာမဟုတ်ဘူး